လူပိသားစွာနဲ့ဘဝကိုဖျက်ဆီးသွားနိုင်ဖို့အရေးကြီးတယ်လို့မြင်တယ်ဒီနေဘူးစားဖို့မပူရတဲ့အနေထိုင်မှာသူ့ပင်စင်နဲ့နေသူ့ကျမ်းမကြီးအတွက်လောက်ရမယ်ကွာ တချို့လူသားတွေဖြစ်တဲ့အတွက်ဘူဂျီနီးယားပိုင်းဆိုင်ရာမှာပြည်ဥဆောင်မှုပိုင်းဆိုင်ရာမှာအားနည်းချက်တွေရှိတဲ့ပုံစံတွေရှိကောင်းရှိနိုင်ပါတယ်။ လိုပြောမလဲအစိုးရဘုံဝင်ပါညာတိုင်းဝင်အစိုးရတောင်ဝင်မရှိတော့လဲပဲပါတီကအာဏာရပါတီဖြစ်တဲ့အတွက်အနိုင်ရပါတီဖြစ်တဲ့အတွက်အစိုးရကိုကူတောင်းဆိုပြီးကူညီပေးခဲ့နိုင်တယ်အများကြီးရှိတယ်လမ်းဖွံ့ဖြိုးရေးရရှိရေးမိရရှိပေါ့နော်အများကြီးကူညီပေးခဲ့နိုင်တယ်ဘာလို့ပြောလဲညှို့ထုတ်မလဲပါပဲကြေးရွာတွေမြို့ပေါ်တွေမှာလုပ်ပင်နိုင်ခဲ့တယ်အဲ့ဒီအပြင်တစ်ခါကိုယ်ကစီမံဥပဒေဖြစ်တဲ့အတွက်ဒီမြို့နှစ်မြို့တော့ပေါ့နော်အောင်မကလောဟေဟူ၃မြို့တော့ကိုတက်နိုင်တယ်မြဥပမာကကရုစီဘုကတော့မိသူစုတွေတည်းမရှိဘူးတော့ကိုကိုယ်တိုင်ကလောမှာတစ်ဆက်အောင်မမှာမိသူစုတွေတစ်ဆက် ဒါကို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 ပိုင်ကိုပေါ့အဲ့ဒါကိုငါသိန်း90မှတည်တယ်နောက်ကမိသယူဇာကော်မတီဖွဲ့တယ်ပြီးကော်မတီကသိန်း90မှတည်ပြီးတော့လှူတယ်ကလောအောင်မဲတော့တကု90စီလှူလိုက်တယ်လှူပြီးတော့မှကော်မတီဖွဲ့တယ်ပြီးကော်မတီဝင်ရဲ့ကြိုးစားအထုတ်ပြီးတော့မှအလူငွေတွေရှာကြမှာညလောက်ကရင်နဲ့ဌာနလည်းလိုရတာပံပိုးပြီးတော့အခုဆိုကလောအောင်မဲမှာမိသယူဇာတွေဒါခံခဲ့မှာမှရှိပြီးတော့မှအခုဆိုဒါကြိုးနေတာဟိုတုတ်တန်နေဆိုတဲ့ဒါတန်ရှင်းတာလောက်ပိုင်းတေချာတိကတော့ဟို music ကောင်တွေချပြနေခဲ့တယ်ပြောရမှာပေါ့နော် အဓိကကိုယ်တည်းလောင်းဝင်ရောက်ရှင်ပြိုင်နေလုံးကျင်နေဆိုတာကတို့ကတို့ပြည်သူလူထုအုပ်ချုပ်ဖို့လည်းမဟုတ်ဘူးအမိန်ပေးဖို့လည်းမဟုတ်ဘူးဌာနဆိုင်ရာသဘွဲထိပ်ကထိုင်ပြီးဌာနဆိုင်ရာတို့လည်းညှိနှိုးသိက္ခိုင်းဖို့အမိန်ပေးဖို့လည်းမဟုတ်ဘူးအဓိကကတော့ပြည်သူတွေရဲ့လိုအပ်နေတဲ့အခက်အခဲတွေအကျက်တဲတွေလူလားချက်တွေကိုဒီဌာနဆိုင်ရာတွေနဲ့ပေါင်းစပ်ညှိနှိုင်းပြီးတော့မှသူတို့ရဲ့လိုအပ်ချက်တွေကိုကူညီပေးခြင်းနဲ့ဆောင်ရှောက်ပေးခြင်းနဲ့ဥပဒေနဲ့အညီအကောက်အွယ်ပေးခြင်းနဲ့ဥပဒေနဲ့အညီတိုးတက်တော်အောင်ထိန်းချုပ်ပြုပေးလုပ်ခြင်းနဲ့ ဘာပဲဖြစ်ဖြစ်ပြည်သူကိုဥရည်နဲ့အညီကောက်ွယ်ရစေခြင်းနဲ့ပြည်သူဥရည်နဲ့အညီတောင်းဝယူစေခြင်းနဲ့အစိုးရနဲ့ပြည်သူနဲ့ကြားထဲမှာလိုအပ်နေတဲ့ကွက်လက်တွေကိုငါတို့ကပေါင်းစပ်ညှိနှိုင်းပြီးတော့မှပြည်သူကိုစားအစိုးရကိုတောင်းဆိုဖြည့်ဆည်းဆောင်ရွက်ပေးဖို့ပဲဖြစ်တယ်ပြည်သူအကူအရတဲ့ကိုယ်စားလှယ်တယောက်ဖြစ်ချင်တာဒါပါပဲပြည်သူအုပ်ချုပ်ဖို့လည်းမဟုတ်ဌာနဆိုင်အမိန့်ပို့ဖို့လည်းမဟုတ်ဒီကြားထဲမှာပေါင်းကူးဆက်ဆံပြီးတော့မှနှစ်ဖက်အဆင်ပြေအောင်အဓိကတော့ပြည်သူတွေရဲ့လိုအပ်ချက်တွေပြည့်စုံအောင်တက်နိုင်တဲ့မြတ်ကူညီဆောင်ရွက်ပေးနေတာပါပဲ။ ဒါလည်းတကယ်လက်တွေ့လုပ်ခွင့်ရခဲ့ပြီးသူတွေသိလာမှာပါလေ။ ောက်အနေနဲ့ကတော့အဓိကကတော့မျိုးချစ်စိတ်ပဲကိုယ်နိုင်ငံကိုယ်လူမျိုးချစ်စိတ်အဲ့ဒီချစ်တဲ့ကိုယ်ချစ်တဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးတိုးတက်ကြီးပွားကောင်းစားရေးဖို့လုံခြုံဖို့ဒီအတွက်ကိုကိုတက်ထားတဲ့ပညာပေါ့ကိုရဲ့စေနာအရင်ခံပြီးကိုတက်ထားတဲ့ပညာတွေနဲ့လုံခြုံပြုနိုင်ဖို့ပေါ့ဒီနိုင်ငံနဲ့ဒီနိုင်ငံသားတွေရှိရဘာရယူလူမှုမှမရှိဘဲနဲ့ဒီနိုင်ငံနဲ့ဒီနိုင်ငံသားတွေအတွက်ကိုကို့မှာရှိသလောက်ပေးဆက်ပြီးတော့မှအကောင့်တွေပေါ်ဆောင်ရွက် ပေးဖို့အရေးကြီးတယ်လို့ဘယ်လိုမြင်လဲဒီတိုင်းလေးခင်ဗျာဒီလိုဒီကကဖြစ်နေတဲ့ပြဿနာဘာလဲဆိုမြန်မာနိုင်ငံရေးလောကမှာရှိတဲ့နိုင်ငံရေးသမားတွေမှာလူဝဲချက်လေးတခုမြင်ရတာတော့ဘာလဲဆိုအားလုံးဆိုတော့မဟုတ်ပါဘူးအချို့ကြတော့ပုဂ္ဂိုလ်ဆွဲပါတီဆွဲလူမျိုးဆွဲဒေသဆွဲဘာသာဆွဲတွေနဲ့နိုင်ငံရေးလုပ်နေတာကိုတွေ့ရတယ် ကြည့်ရင်တော့မှားလားဆိုတော့လည်းမမှားဘူးသို့တော့ဒီထက်ပိုပြီးတော့ကြဲကြဲပြန့်ပြန့်စဉ်းစားမယ်ဆိုရင်ဒီနိုင်ငံတော်ရဲ့အကျိုးဒီနိုင်ငံသားတွေရဲ့အကျိုးအမိမြန်မာနိုင်ငံရဲ့အကျိုးကိုညှို့တွေးပြီးကြည့်မယ်ဆိုရင်ခုနအစွဲတွေဟာဖြောဖြောတင်ဖို့ကောင်းပြီကိုဒေတာကိုနိုင်ငံအကိုဒေတာကိုလူမျိုးကိုကူးကွယ်ရာဘာသာကိုယုံကြည်ရာပုံကိုယ်တွေကိုချစ်မြတ်လို့ပါလေးစားပါယုံကြည်ပါအကူပါသို့တော်လည်းပဲ နိုင်ငံတော်နဲ့ဒီနိုင်ငံသားတွေရဲ့အကျိုးနဲ့ရှင်းလာမယ်ဆိုရင်ဒီအဆွဲတွေကိုဖေးပေးပြီးတော့ဒီနိုင်ငံဒီလူမျိုးတွေအလုပ်ကြည့်ပြုတင်နေကျွန်တော်တို့တွေအားလုံးကအဆွဲကိုဖေးပြီးတော့မှကိုယ်နိုင်ငံကိုယ်နိုင်ငံလူမျိုးအတွက်အဆွဲကင်းကင်းနဲ့နိုင်ငံချစ်စိတ်နိုင်ငံသားအားလုံးကိုချစ်စိတ်ဘယ်ဘာသာပဲကိုယ့်ကိုယ်ကိုယ်ကိုယ်ဘယ်လိုအယောင်သွေးပဲရှိရှိဘာလူမျိုးပဲဖြစ်ဖြစ်ဒီနိုင်ငံသားအားလုံးကိုရဲ့အကျိုးစီးပွားကိုမျှော်လင့်ပြီးတော့မှကျွန်တော်တို့တက်ညီလက်ညီလက်တွဲပြီးတော့အလုပ်လုပ်မယ်ဆိုရင်အချိန်တိုအတွင်းမှာ တကယ်ကိုအရှိတော်အာရှတို့အာရှတို့မှာထိတ်တန်းနိုင်ငံတခုဖြစ်လာနိုင်တယ်လို့ကျွန်တော်မျှော်လင့်မိတယ်။ဒါကြောင့်နိုင်ငံသမားတွေအလုံးအားအဆွေးတွေကိုကျွန်တော်ခဏဖိပေးထားဖို့လိုမယ်လို့ကျွန်တော်တို့မြင်တယ်။ဘယ်ကိစ္စမှမဆိုအတွေ့အကြုံလိုတယ်။အတွေ့အကြုံမရှိဘဲနဲ့ရုတ်တရက်စီမံတဲ့ကိစ္စတွေကအရန်အန္တရာယ်များပါတယ်။အထူးဖြင့်နိုင်ငံကိုစီမံခံခွဲတဲ့နေရာမှာအရန်အန္တရာယ်များ။အတွေ့အကြုံရှုပ်နေလည်းမရဘူး။ခုနကပြောတဲ့စိတ်စီစဉ်တာမှန်ကန်မှုလည်းလိုတယ်။ ကိုယ့်အတွက်ကိုယ့်မိသားစုအတွက်ကိုယ့်အကျိုးစီးပွားအတွက်ကိုအခြေတန်းတင်ပြီးတော့နေရရလို့မှုအာဏာရလို့မှုပဲဥတည်နေတော့ဒီနိုင်ငံကြီးကကြာရှုံးတော့မှာတိုင်းပြည်လည်းဒုက္ခရောက်မဟုတ်ဖေးနဲ့ကိုတက်ထားတဲ့အတွေ့အကြုံတွေကိုရရှိထားတဲ့အတွေ့အကြုံတွေကိုတက်ထားတဲ့ပညာတွေနဲ့ကိုလေ့လာစီးပူးထားတဲ့ဒီပညာရက်တွေကိုအခြေခံပြီးတော့မှကိုယ့်နိုင်ငံကိုယ့်လူမျိုးချစ်စိတ်နဲ့ပေးဆက်လူမှုစိတ်နဲ့ကျွန်တော်တို့သွားမယ်ဆိုလို့ရှိရင်ဘယ်ပါတီပလက်ဖောင်းအောင်ပဲလာလာဘယ်ဇာတိဘယ်ဒေသပဲလာလာဘယ်လူမျိုးပဲနောက်ခံတာနောက်ခံတာ တိုက်ချစ်ပြည်ကြီးစိမ့်တဲ့စေနာမမနဲ့လုပ်ပဲဆိုရင်ဒီတိုင်းပြည်ဟာအတွက်အရန်ကောင်းမွန်တဲ့ရလဒ်တွေရလာနိုင်တယ်ကျွန်တော်တို့ပြည်ခိုင်ပြိုးပါတီအနေနဲ့ပြောရင်တော့မူဝါဒလေးကောင်းတယ်စုဖွဲ့မှုလေးကောင်းပါတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့ဒီလူစားရင်းမြစ်လက်ကျင့်မွေးထုတ်မှုတွေလည်းအရန်ကောင်းပါတယ်သို့တော့ကျွန်တော်တို့ဟာအစိုးရအဖွဲ့တာဝန်ယူခဲ့ဘူးတဲ့ ပါတီကြီးဖြစ်တယ်ဒီအတွက်တချို့လူသားတွေဖြစ်တဲ့အတွက်ကိုဂျင်တရားပိုင်းဆိုင်ရာမှာပြုမှုဆောင်မှုပိုင်းဆိုင်ရာမှာအနေကြီးတွေရှိတဲ့ပုံကိုယ်တွေရှိကောင်းရှိနိုင်ပါဆိုတော့အဲ့လိုပုံကိုယ်တွေရှိလာရင်ကျွန်တော်တို့ပါတီအနေနဲ့ဒီလိုမျိုးကိုယ့်ရဲ့အာဏာရမှုလိုမှုကိုယ့်ရဲ့အကျိုးစီးပွားဘယ်ဥတီပြီးတော့မှပြည်သူဥမ္တီတဲ့လာနိုင်ငံသမားတွေရှိလာရင်တော့ကျွန်တော်တို့ဒါကို ရဲဝန်ကိုပြုပြင်ပြောင်းလဲပြီးတော့မှတကယ့်ကိုလူထုပါတီတကယ့်ကိုပြည်သူချစ်တဲ့ပါတီတကယ့်ကိုပြည်သူအတွက်အလုပ်ချင်းပြုမဲ့ပါတီပြည်သူအတွက်ဘဝကိုပေးဆက်ထားတဲ့နိုင်ငံရေးသမားတွေအများစုစုထားတဲ့ပါတီမျိုးဖြစ်အောင်ကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်ဒီပါတီဟာပြည်သူနဲ့အမြဲတမ်းတက်သားတဲ့ရှိနေပြီးတော့မှရေရှည်တည်တဲ့ခံပြေးပြီးတော့မှပြည်သူအလုပ်ချင်းပြုနိုင်လိမ့်မယ်လို့ကျွန်တော်တို့ဒီလိုယုံကြည်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပြည်သူကိုအဲ့လိုပေးဆက်ပြီးဆောင်ရွက်တော့ဖို့ကျွန်တော်တို့တန်တိုင်ချထားပြီးတော့ဖြစ်ပါတယ်ကျွန်တော်ကအခုမှကလုံးမျိုးနယ်ကိုအလုပ်ကြွေးပြုဖို့ကိုယ်စားလုံးကိုရောက်ရှင်ပြိုင်တာမဟုတ်ဘူး ကျွန်တော်ကဒီဒေတာသားဖြစ်တယ်ဒီဒေတာမှာငယ်စဉ်ကလေးကနေထိုင်ခဲ့တယ်အဲ့ငယ်စဉ်ကလေးကလေဒီဒေတာရဲ့အကျိုးကိုကိုဆွမ်းတဲ့လောက်ကျွန်တော်တတ်နိုင်တဲ့လောက်လုပ်ကင်ပြီးခဲ့တယ်အဲ့ကျွန်တော်ကိုဒေတာအတွက်စေနာမှန်မှန်နဲ့ရိုးသားသားမှန်မှန်ကန်ကန်ကျွန်တော်ဆောင်ရွက်ပြီးခဲ့တဲ့ကိစ္စတွေဟာကျွန်တော်ပြောစရာမလိုဘဲနဲ့ဒီဒေတာမှာရှိတဲ့ပြည်သူလူထုသိရှိပြီးသားလည်းဖြစ်ပါတယ်အဲ့ကျွန်တော်ဆောင်ရွက်ခဲ့တဲ့ လုံဆောင်ချက်တွေကတမိုင်းတစ်ခုလည်းရှိပါတယ်။ကလုံးမျိုးနယ်နဲ့ကျွန်တော်တို့ကတသားလေးရှိတယ်လို့ကျွန်တော်ကိုယ့်ကိုယ်ကိုယုံကြည်တယ်။ကျွန်တော်ကကလုံးမျိုးနယ်သူမျိုးနယ်သားတွေအပေါ်မှာစေနာမမှန်နဲ့ကျွန်တော်ချစ်မြတ်လို့ဆိုတာကျွန်တော်ဆောင်ရွက်တာရှိသလိုပြည်သူလူထုကကလုံးမျိုးနယ်သူမျိုးနယ်သားတွေကလည်းကျွန်တော်အပေါ်မှာချစ်မြတ်လို့လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဒီအတွက်ကြောင့်လည်းကျွန်တော်ယုံယုံကြည်ကြည်နဲ့ပါတီကိုယ်စားပြုရမှာရွေးကောက်ပွဲမှာဝင်ရောက်ရှင်နေတာဖြစ်တယ်။ပြည်သူလူထုရဲ့ကျွန်တော်ရဲ့စေနာမှန်လို့ရှိရင်ကျွန်တော်ကလုံးမျိုးနယ်သူမျိုးနယ်သားတွေရဲ့မြစ်တာကိုကျွန်တော်အပြည့်အဝရရှိနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။